ဒေါ်နယ်ထရန့်နဲ့ပူတင်ရဲ့အစည်းအဝေးပြတ်သွားပြီးနောက်အမေရိကန်ဟာရုရှားရဲ့အဓိကရေနံကုမ္ပဏီတွေကိုအောက်တိုဘာ22ရက်ကပိတ်ဆို့မှုတွေပြုလုပ်ခဲ့တယ်လို့ရိုက်တာကဖော်ပြခဲ့ပါတယ်။ရုရှားဟာယူကရိန်းစစ်ပွဲကိုအဆုံးသတ်ဖို့ရှေးရှုတယ်။အားထုတ်ကြိုးပမ်းမှုတွေမရှိကြောင်းအမေရိကန်ဘက်ကဆွဆွဲခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတပူတင်တို့ရဲ့အစည်းအဝေးပြုလုပ်မဲ့အစီအစဉ်ပြတ်သွားခဲ့ပြီးနောက်တရက်ကြာမှာအမေရိကန်ကရုရှားရေနံကုမ္ပဏီတွေပေါ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ထရန့်ကတော့သူ့တက်မကန်တယ်လို့မခံစားမိတဲ့အတွက်ပူတင်နဲ့ပြုလုပ်မဲ့အစည်းအဝေးကိုဖျက်လိုက်ခြင်းဖြစ်တယ် ယ်လို့သတင်းတောက်တွေကိုပြောကြားခဲ့ပါတယ်။အမေရိကန်ဟာရုရှားရဲ့အကြီးဆုံးရေနံကုမ္ပဏီတစ်ခုဖြစ်တဲ့ Rosneft နဲ့လူကွိုင်းကုမ္ပဏီတွေကိုပိတ်မှတ်ထားပြီးပိတ်ဆို့ခဲ့တယ်လို့အမေရိကန်ဗန်နာယီဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒီလိုပိတ်ဆို့မှုတွေချမှတ်တာက အမေရိကန်ဟာယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့နဲ့ပတ်သက်ပြီးရုရှားကိုချဉ်ကပ်တဲ့ပုံစံပြောင်းလဲလိုက်ခြင်းဖြစ်တယ်လို့ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။အခုအချိန်ကတပ်ဖြတ်မှုတွေကိုရပ်တန့်ပြီးချက်ချင်းအပြစ်ခက်ရစဲရမယ့်အချိန်ဖြစ်ပါတယ်လို့အမေရိကန်ဗန်နာရေးဝန်ကြီးစကော့ဘတ်ဆန်ကပြောကြားခဲ့ပါတယ်။အမေရိကန်ကရုရှားရေနံကုမ္ပဏီကိုပိတ်ဆို့မှုတွေချမှတ်ခဲ့ကြောင်းကြေညာခဲ့ပြီးနောက်ရေနံဈေးတွေမြင့်တက်ခဲ့ပြီးရေနံတစ်စီကို2ဒေါ်လာကျော်မြင့်တက်ခဲ့ပါတယ်။ရုရှားရဲ့စွမ်းအင်ကဏ္ဍပေါ်ပိတ်ဆို့မှုတွေချမှတ်ဖို့လွတ်တော်အမတ်တွေရဲ့ PR တွေကိုထရန့်အားလာနေချီကြက်ကြက်ခံ မြင်ဆိုခဲ့ပြီးနောက်အခုအချိန်မှာပိတ်ဆို့မှုတွေချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။ဒါအပြင်ထရန့်ကသူဟာယူရိန်းနိုင်ငံကနေတောင်းဆိုထားတဲ့တိုမာဟော့တာဝန်ပြည်ဒုံးကြီးကိုယူရိန်းကိုထောက်ပံ့ပေးဖို့အစီအစဉ်ဖြစ်သေးကြောင်းလည်းပြောကြားခဲ့ပါတယ်။